ဆီယာမဝင်ဝင်းလက်ရဲ့အချစ်အီးနောက်ဆက်တွဲစာမျက်နှာဒီစာအုပ်လေးဟာ1998ခုနှစ်မှာအမျိုးသားစာပေစုရဲဝတ္ထုရှိစာအုပ်လေးဖြစ်ပါတယ်။နောက်ခုကျမစီမာကဒုတိယကျိန်1996မှာထုတ်ထားတဲ့စာအုပ်လေးဖြစ်တယ်။စီယုံချန်ဇီယိုပြင်ဖက်မှာမကြီးပင်ဟိုတန်းကိုခွဲစိတ်ခတ်မှလှမ်းမြင်နေရသည် မကြီးတန်းမြည်သောထိုလန်းကလေးတွင်မကြီးရွံ့နှုတ်တွေဖြင့်စိတ်နှုတ်နှုတ်အရေးဝေလာစွာရွာရီစီမှလှဲတစည်းကတီအီအီမောင်းနှင်ခိုက်ဖြစ်သည်မကြီးရွက်ဝါရီကထိုလှဲပေါ်သို့တဖွေ့ဖွေ့ကြွေမစုံဖုံလုံးတွေကလှဲနောက်မှပြေးလိုက်နေကြသည်မွန်းတဲ့နေကကြဲကြဲပူပြင်းနေ၏ကြည်လျရရာသွေးချောက်တိတ်ဆိတ်နေခဲ့သည်လက်စည်းကန်တွင်လက်စည်းကြောရင်ပဒင်းမတဆင့်ငေးမောမိနေသည်စူးစိုက်ခဲ့ရသောအမြင်အာယုံကြောတွေကိုအညောင်းလျှော့ပြထားရင်ပြင်ပအဝေးသို့အကြည့်လွှင့်ထားမိသည် ညွေနေ့လေကဒီနေ့တွင်မှပို့လို့ညင်းဝေးဖွယ်အထီးကျန်ဆန်6တွေ့လှကြီးဖြစ်နေသည် ခွဲစိတ်ခန်းထဲမှာတော့တိတ်တိတ်ဆိတ်ဆိတ်မဟုတ်ခင်စစောလေးကမှ ခွဲစိတ်မှုတစ်ခုပြီးစီးထားခဲ့သည် ခွဲခန်းသုံးတမဏိထဲပစ္စည်းသိမ်းဆဲတံတွေကစုညံစွာထွက်ပေါ်နေခဲ့သည်ခွဲစိတ်ခန်းတာဝန်ခံနော်အီမီရဲ့မျက်နှာပြည့်ပြည့်ကြီးအလိုမကျရိထင်နေခဲ့သည်မှာမြင်အောင်ကြည့်မိသည်ခွဲစိတ်ကူတာမှုတစ်ခုကတော့အောင်မြင်ပြီးဆုံးခဲ့ပြန်တာပါပဲ။ ပင်သက်တဆိုင်နှင့်အတူခင်ဦးနွယ်တွေးညင်းမိသည်မျက်နာတုပ်ပွားပိုင်းကိုဖမ်းယူဆွဲလျက်လက်တုပ်ကအလင်းစလိုပြန်လွှားတင်မိသည်ခွဲစိတ်ခန်းထဲမှထွက်လာမည်သူတူဦးနှင့်မှရင်မဆိုင်ခြင်းပဲခွဲခန်းကိုကြောခိုင်းလို့ခြေလှမ်းတွတ်တွတ်ထွက်ခဲ့မိ၏တမိထနေထပစ္စည်းတင်းစည်းစုညံတဲ့တွေကခင်ဦးနွယ်ရဲ့နောက်ဖက်မှာတဖြည်းဖြည်းဝေးနေရခဲ့ပြီး ပြည်စည်းသွားတဲ့ခွဲစိတ်ကုသမှုရဲ့အခြေအနေကခွဲစိတ်ခံတဲ့ကအတန်နားထောင်ကြည့်ရုံနဲ့သိနိုင်တယ်။လွန်ခဲ့သော၄နှစ်ကပြောင်းရွှေ့သွားသောခွဲစိတ်အထုကုဆရာဝန်ကြီးဦးဟန်တင်ပြောလေးရှိသည်။မဟုတ်ဘူးလားနော်အီမီ။နောက်ဆက်တွဲအနေဖြင့်နော်အီမီကိုကြည်စေတတ်သေးသည်။ဆရာကြီးပြောလဲပြောစရာဆရာပြောမှပင်ကိုကိုကိုသတိထားမိရသည်။ခွဲခန်းထဲကတွန်းထုတ်သွားသောလူနာအခြေအနေကကောင်းမွန်လင်နော်အီမီခွဲစိတ်ခံစခန်းသိမ်းပုံကစိတ်ပါလက်ပါရှိလာတော့၏။ ခွဲစိတ်ကိရိယာတွေကိုစီကြောတန့်စင်တင်စီသည်အဝတ်ထည်များကိုရှော့ဖွစ်စေရသည်ပစ္စည်းအလုံးကိုပြန်လဲပေါင်းတင်ဖို့စီစဉ်ရာခွဲစိတ်ခန်းတစ်ခုလုံးကိုစီကြောစေရလုံနေကြအလုံများကိုလုံနေရသည်ပင်မထင်မိစကားတပြောပြောစီစဉ်ကကိုနှစ်အလုံသမားလေးတွေနဲ့အဆင်ပြေအပေးယူတွေကိုမျှကြလို့နော်အီမီရဲ့ဆိုင်းဝိုင်းကြီးကအတန်သိမြင်ရင်ပေးရှင်းအိုကေလို့ပဲနော်အီမီနဲ့ခွဲစိတ်ခန်းသုံးပစ္စည်းကိရိယာများကိုနော်အီမီရဲ့ဆိုင်းဝိုင်းကြီးဟုဆရာကြီးညွှန်လေးရှိသည် နေ့လယ်ကဝမ်ဖိုင်နာဓာတံရသုံးချက်ရလာခဲ့သောလူနာအတွက်ခွဲစိတ်ခံဖွင့်ခဲ့ရ၏ခွဲစိတ်ကုသမှုပြီးတော့ခွဲစိတ်ခံသုံးပစ္စည်းကရိယာများကိုတကြောင်ကြောင်မြည်အောင်သင်စီမိလေသည်ခွဲစိတ်ကုသမှုက အောင်မြင်ချုံးမောခဲ့လို့လဲမှန်ပါရဲ့ထို့ထက်တော့နော်အီမီစိတ်တုန်နေမိသည်လေသူများအနေရကြက်မှသူရင်ချောင်းသလားမသိစိတ်ထဲကရေကျွမိသည်ကိုပါဇက်ပေါ့မလုံနေတာကိုအရင်ဆုံးကုဖို့ကောင်းတာပေါ့ မညမတာအတွေးဖြင့်လက်ထဲကတမဏိထဲတစ်ခုကိုတန်စလုံးထဲလှမ်းပစ်ထည့်သည်နော်အီမီရဲ့စိတ်တိုတောင်းမှုကဒေါခင်ဦးနယ်ဖက်သို့လှည့်သွားခဲ့ပြန်၏မမတယောက်ကလည်းမမပဲဆရာဥဟန်တဲနေရာမှာဆက်ခံရောက်ရှိလာသောခွဲစိတ်အထူးကုဆရာဝန်ဒေါခင်ဦးနယ်ကနော်အီမီထက်၃နှစ်ခန့်မြောက်ငယ်လိမ့်မည်လုပ်ငန်းသဘောအရမမဟုနော်အီမီကခေါ်ကဒေါခင်ဦးနယ်ကလည်းမမအီမီဟုတပြန်ခေါ်ခဲ့သည်နော်အီမီနှင့်ဒေါခင်ဦးနယ်က ဒေါခင်ဦးနဲ့အလုတ်တင်ဆရာဝန်ဘဝတွင်ရန်ကုန်စီးအောင်ကြီးမှာတကြိမ်ဆုံးကခင်မင်းခဲ့ပူကြသည်ပြောင်းရွှေ့သွားသောဆရာကြီးဦးဟန်တင်မှာလုတ်သက်လဲခြင်းအရွယ်လဲကြသောဆရာဝန်ကြီးတူဦးဖြစ်သည်သဘောကောင်းသူပင်ဖြစ်ပေမဲ့အလုတ်ခွင်အတွင်းမှာတော့စီကန်းကြီးသည်စီကန်းတင်ကျက်သည်ဟုဆိုနိုင်၏သူစည်းပောင်အတွင်းရောက်လာထိပါရင်တော့ခွဲစိတ်ခန်းတစ်ခုလုံးတုံသွားမတက်တုံ့ပြန်တက်ပြီ၏ မမကတော့လူနာဆရာဝန်ဆက်ဆံရေးတွင်သာစီထားတက်ပေမဲ့လုပ်ဖို့ကင်ဖြတ်ခြင်းအပေါ်မှာတော့လက်လိုက်လျော်လျော်ရှိလွန်းသည် ပြောတာပြောရနေတွင်အထုကုဆရာဝန်အဖြစ်ကရန်ကုန်လိုမြို့ကြီးမှအထုကုများလိုလက်ထောက်ဆရာဝန်များနှင့်ကင်းရှင်းတီးခြားစွာနေလို့မရ။နေစည်းုံတည်ုံရဲ့လုပ်ငန်းလေပတ်မှုကအချင်းချင်းစီလုံးရိုင်းပင်းမှုနားလေခွင့်လွတ်မှုလုပ်ငန်းတာဝန်မခွဲခြားမှုတို့အပေါ်မှာများစွာတည်နေသေးသည်။မမကတီးခန့်တိတ်ဆိတ်နေလေထို့အမျိုးသမီးငယ်ကပုံမိုရဲတင်းလာခဲ့လေ။ စင်စစ်စီယုံတီယုံလုံးကတိပေမဲ့မတိအောင်ပြုတာမမပြောသည်မြကိုသာလက်ခံနားထောင်နေကြခိုင်လူထုပြီးဆိုရင်ဒေါ်မူယာတင်ကမမရဲ့အတိတ်ကို တူးဆွတက်မြဲပြီဒီနေ့လေခွဲစိတ်နေစဉ်ကိုပဲကြည်အသည်းဘေလုံးတွေများထိခိုက်ပေါက်ပြဲသွားသလားရှာဖွေနေသည့်အချိန်တွင်မှမိစေးတောင်ဝန်ယူထားသောဒေါက်တာမူယာတင်ကအမှတ်မထင်လို့မမကြားပြီးပြီလားဆရာဝန်ကဆရာက သူ့ဝတ်ထဲက staff တယောက်နဲ့ညနေကြပြန်တဲ့ဆရာစေးုံကမူရတငယ်ချင်းလက်ထောက်ဆရာဝန်စီကရတဲ့တဲ့င်းဆိုတော့ယုံကြည်လောက်တဲ့တဲ့င်းဌာနကလို့ဆိုရမှာပေါ့နော်မမဆရာကစွန်ကိုစွန်တာထင်ပါရဲ့လူနာကောင်းရင်မှာခုံနှိမ်လေးတစ်ခုပေါ်တရက်ကခွဲစိတ်ကူတာမှုကိုစီမိုးကြည့်ရင်ပြောလိုက်သည်အလုံလုံနေသောမမရဲ့လက်များကမထူးခြားပေမဲ့မမကိုကူညီရသောနော်အီမီမှာတော့စိတ်နှောက်ရှက်ဖြစ်သွားသည်မမလက်အမူအရာလုပ်ပြတာကောင်းလိုက်တာ မမလက်မူညာလုတ်ပြကတောင်းလိုက်တော့ဇာကနာလာကက်ကြေးလာဘာပြရမလဲရောင်မှားချင်သွားသည်မမကတော့အာယုံစူးဆိုင်မပြတ်စကားတုံ့ပြန်ခြင်းလည်းမပြုမမအကြောင်းကြတော့လဲဝတ်ထဲမှာအမြဲပြောနေတက်ပြန်လာတဲ့ဒါတခုတော့မမနဲ့တူတယ်မမကလည်းဆရာအကြောင်းသားတွေအကြောင်းကိုအမြဲပဲပြောတတ်တယ်လို့မူရာတော်ပြန်စာထဲမှာထည့်ရေးလိုက်သေးတယ်အတော်ကြီးကျယ်တဲ့အလုပ်လေးဒီစည်းရုံကအကြောင်းကိုဟိုစည်းရုံမှာပြောစီရတဲ့ အလုတ်လောက်တော်မူရာကအခြားအလုတ်တွေကိုစိတ်ဝင်စားမှာမဟုတ်ခွဲခန်းထဲမှာဒီအတန်တစ်ခုသာပဲစူးစူးရှက်ရှက်လိုရကန်ရစိတ်နှောက်ရှက်ဖြစ်ရသောဒီအခြေအနေမျိုးကိုနော်အီမီစိတ်ထဲကချိန်ဆလိုက်မိသည်ဦးမ ्या ကိုဆိုင်းထားသောအမေးမှာတော့တစ်ချက်ထိထားတယ်တခြားနေရာတွေတော့မထိဘူးထင်ရတာပဲအပေါ်ရန်လေးတွေပဲဖြစ်မှာတေချာကြည့်ကြအောင်စုံမမနော်အီမီဒံယာလွယ်တကူရှာတွေ့လိုက်ပြီမြေ အခါတိုင်းလို့စိတ်ပေါ်ပါမသွားခဲ့နော်အီမီစိတ်မိအီမသာရှိနေခဲ့သည်မမတို့များဆရာကိုတတိယလိုက်တာနဲ့ step 1အောင်တခါတည်းတွေ့တော့တာပဲတော်မူရတင်ရဲ့အလွတ်မပေးတန်းစူရှာရှာအတန်းနော်အီမီကစက်ကနဲမော်ဂျီမီလင်ခွဲစိတ်ခန်းအကူမောင်တင်လှရဲ့ပခုံးနှစ်ဖက်တွန့်ကမျက်လုံးပြူပြလိုက်ုံ ပြူပြလိုက်သည်နဲ့စုံနေသည်မောင်တင်လှကနော်အီမီရဲ့မျက်စောင်းတန်းကြောင့် ခွဲခန်းတကားကိုအလင်းစလိုတွန့်ဖွင့်ထွက်သွားခဲ့သည်မမကတော့အချုပ်မပြတ်ပြီဒီကစာရရင်ဆရာမှပျော်နေတာပဲတဲ့မတက်ပန်ကာကြီးကတီအီလဲနေကဒေါ်မူရတင်ကတော့တကြီးကြီးပဲမူရကတော့မယူစီစာပြန်ရေးလိုက်ပါတယ်မမနဲ့ဆရာကတော့အဆက်အသွယ်ရှိဟန်မတူပါဘူးသားရည်နဲ့သာစာအပြန်လှန်အဆက်အသွယ်ရှိကြတာပါလို့မေတ္တနာကတိတ်တဝန်တိုတက်တာလေသူ့အိမ်ထောင်ရေးကန့်ခေတယ်လို့ဆရာကစေးုံမှာခဏခဏညီးခဲ့တယ် သူကဘာဆိုင်လို့ဝင်ရှင်းနေရပြန်ပါလေသူ့ပဲကျေးဇူးတင်ရအောင်တော့မလို့လို့နော်အေမီလည်းမစီမဆိုင်ချောင်းဝင်စိတ်တူနေမိပြီမမကမူအေးဆေးစွာမမအေမီရင်ဘိုက်ပိတ်တော့မယ်နော် instrument တွေတီချာစစ်ဆေးပေးပါဦးမမလှမ်းပြောမှနော်အေမီအကွက်တွေ့ကတွေ့ထဲမိသည်ဘိုက်ထဲမှာကတ်ကြေးတစ်ချောင်းကြံခင်းရင်တော့အဲ့ဒါဒေါက်တာမူရတင်မယ်တော့ကျုပ်ကအလုပ်လုပ်နေတုန်းစကားလာများရင်လက်ရောင်တက်တယ် ရေရှင်ဖက်ရှင်ဖြင့်တွေ့ထားတော်မူရာတင်ကတော့မျက်နှာမပြင်တဟင်းဟင်းရေမောလျက်မမအီမီကလည်းမမရောင်ဖို့ပဲထားပါအောင်ဆိုသေးလေသည်ကိုတော့ဘာမှမကြားပါဘူးမူရာနားလည်းစစ်မနေဘူးလေသူ့လမ်းသူ့လျှောက်ကိုလမ်းကိုလျှောက်နေခဲ့တာကြာပြီပဲသူ့လမ်းပေါ်မှာသူ့သဘောနဲ့သူနေနေတာဘာမှဝေဖန်စရာမရှိပါဘူးနှာခေါင်းစည်းအထက်ကဒုံမူရာတို့လှမ်းကြည့်လိုက်တော့မမမျက်လုံးကတန့်စင်ကြည်လင်သမျှလေးနဲ့ဆူရှနေခဲ့သည်နော်အီမီအနေငယ်ပွင့်ချမိ၏ ခွဲစိတ်ခန်းထဲကလေထုကလည်းခုမှပင်တန့်ရှင်းစင်ကြဲသွားတော့တယ်လို့ထင်မိသည်နော်အီမီအသက်ရှူကောင်းတော့သည်မမကတော့ဟုတ်တာပေါ့နော်မိသနာတယောက်တော့တနာပါတယ်ဝတ်လဲတယ်ဆိုရမှာပေါ့လေတကယ်ဆိုရင်မိသနာကဆရာထက်အများကြီးငယ်တာပဲမူရထက်တောင်ဂျူနီယာကြသေးတယ်တိတ်လဲလှတာပဲဟာသူကဆရာကိုဒီလောက်ထုတ်ချိန်ထားစရာမလိုပါဘူးလူဆိုတာကကျင့်ကြက်တော့လဲထွက်ပေါက်ရှာချင်မှာပေါ့လေ တော်မူရာတင့်စကားပါဇက်ထဲရောက်ရင်တော့ဘယ်သူ့နာမည်ပဲဖြစ်ဖြစ်ရေစုံမျောတော့တာပဲနော်အီမီတွေးလိုက်မိသည်မမကတခခုပြောတော့မလို့တော်မူရာတို့လှမ်းကြည့်လိုက်သေးသည်ပြောတော့မပြောခဲ့သူမအလုတ်ကိုသာဆက်လုံနေ ခဲ့လိမ့်ဤဝမ်းပရေပြားပြန်ထုတ်ခြင်းကတခဏချင်းပြည်စည်သွားခဲ့သည်မူရာရေ patient condition ကောင်းနေတော့ okay ပဲမမမမအီမီပွဲသိမ်းရင်တော့အသက်မီပါစေနော် နော်အီမီတို့လှမ်းစားနောက်ခရင်ဒေါခင်ဦးနွယ်ခွဲစိတ်ခုံပါမထွက်ခွာသွားတော့သည်စိတ်ချမမကြီးမမြင်မှာတော့မပူနဲ့ဒေါ်မူယာတင်တယောက်မိစေးမပြည့်တပြည့်လူနာနဲ့ကြံရည်နေစဲမှာပင်နော်အီမီရဲ့အတန်မြီသောခွဲစိတ်ပစ္စည်းကိရိယာတင်စီပွဲကစတင်ခြေခဲ့ပြီပင်